မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်မေလ10ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စင်တိုင်းချစ်ရှုသူအားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ဂျေဇုတင်ပါရစေ။နှုတ်ဘတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါ။ ကြည့်ရှုသူအားလုံးကိုကောင်းချီးပေးပါရယ်နေ့ရက်စင်တိုင်းနှစ်ဝတ်တော်တရားတော်ကို나ယူခံယူလေ့လာစင်ကျင်သောအဖြစ်နှစ်ဝတ်တော်အဖြစ်စုံလင်နဲ့ကောင်းချီးဖြာဖြာသည်နေ့စဉ်ကြည့်ရှုသူအားလုံးပေါ်တည်ရောက်စေပါအခုလေကျွန်တော်ပြောခြင်းထက်ကိုတော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းခဲ့ဝေငှပါရယ်ဖေဟာအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်တို့ ခေါင်းစဉ်တစ်ခုနားထောင်နေပါလေအဲ့ဒီခေါင်းစဉ်ကတော့ဘာလဲဆိုတော့ယေရုရှလင်မြို့ဤအခြားအမိများအဲ့ဒီခေါင်းစဉ်ကိုကျွန်တော်နားထောင်နေတယ်အဲ့တော့ချမ်းစာရဲမှာယေရုရှလင်မြို့ရဲ့အခြားအမိတွေအများကြီးရှိတယ်အဲ့ဒီထဲကနေကျွန်တော်12ခုနားထောင်တာဒီကနေ့ဆိုကျွန်တော်12ခုမြောက်ကိုရောက်ပြီဖြစ်တယ်အဲ့တော့ယေရုရှလင်မြို့ရဲ့အတိတ်ဘယ်ကငိန်သက်ချင်းဤမြို့တော်ငိန်ဆန်းစွာတည်ထောင်ခဲ့သည်လို့အတိတ်ဘယ်ရတယ် the city of peace founded in peace လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့ဒီယေရုရှလင်မြို့ဟာငြိမ်သက်ခြင်းဤမြို့တော်ငြိမ်းချမ်းစွာတည်ထောင်ခဲ့သည်လို့ပြောတော်ညာလေခေတ်ဆက်ဆက်မှာအမျိုးမျိုးသောနောက်ဆက်ညှင်းဆဲခြင်းတွေဖြစ်စည်းခြင်းတွေဒုက္ခပီးခြင်းတွေအများကြီးခံစားခဲ့ရယနေ့တိုင်းအောင်လေယေရုရှလင်မြို့ဟာအခက်အခဲတွေနဲ့ရင်ဆိုင်ရစေဖြစ်တယ် ယခုလက်တော်မှာလေကျွန်တော်အားလုံးသိတဲ့အတိုင်းပဲမီးဘီးနဲ့ဂျုံရတာဖြစ်တယ်။သို့တော်များလေယေရုရှလင်မြို့ကဖျားသခင်ရဲ့ကောင်းကြီးရှိတဲ့မြို့ဖြစ်တဲ့အခါဒီမြို့မှာကိုကကောင်းကြီးမင်္ဂလာပြန်ခံစားရမယ်ဆိုတာတမန်ကျမ်းစာပြန်ပေါ်ပြထားတယ်။သေချာပေါ်ပြထားတယ်။ဒါခေတ်ဆက်ဆက် property လေးပြောထားတယ်။တကယ်လေးပြည်စုံတာဖြစ်တယ်။တောင်ယေရုရှလင်မြို့မှာအချားမီတွေအများကြီးရှိတယ်။အဲ့ဒီကနေကျွန်တော်12ခုနားထောင်နေတာ။ နံပါတ်1ပထမတစ်ခုကတော့ဒီနေ့ကတော့12ခုမြောက်ကိုရောက်ပြီတောင်ကျွန်တော်ဒီသကန်းစာနေကုန်းချုပ်မှလည်းဖြစ်တယ်လို့နံပါတ်1ပထမတစ်ခုကတော့ဗာလဲရှာလင်မြို့လို့ယေရုရှလင်မြို့ကိုခေါ်တယ်86ခုမြောက်သောဆာလံပိုက်ငယ်နှစ်ကပောက်ချန်ကန်းကြီး14ငွေ78က20အထိဖိုင်တွေ့ရမယ်နံပါတ်2ကတော့သစ္စာစောင့်တဲ့မြို့လို့ခေါ်တယ်ဧရှာနဂရီချန်ကန်းကြီး1ငွေ26ကိုဖိုင်တွေ့ရမယ်နံပါတ်3ကတော့ငန်တက်သက်တော်သူဧရှာ62ငွေ4ကိုဖိုင်တွေ့ရမယ်နံပါတ်4ကတော့ထာဝရဘုရားကြီးပလင် ယေရိနာကတဲ့ဂျန်ကန်ကြီး၃ငွေ၁၈ကိုဖိုင်တွေ့ရမယ်။နံပါတ်၅ကတော့ဇီအုံမြို့56ခုမြောက်သောဆာလံပိုက်ငယ်၂ကို ဖိုင်ဆိုတွေ့ရမယ်။နံပါတ်၆ကတော့ငါတို့ဖျားသခင်အိမ်မြို့58ခုမြောက်သောဆာလံပိုက်ငယ်၁ကိုဖိုင်ဆိုတွေ့ရမယ်။နံပါတ်9ကတော့တမာမြို့ဇာခရီနာကတဲ့ဂျန်ကန်ကြီး၈ငွေ၃ကိုဖိုင်ဆိုတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်၄ကယေဟောဝါရှမာအမိရှိသောမြို့ယေဟောဝါရှမာဆိုတာထာဝရဘုရားစူးစံသည်လို့အတိတ်ပဲရတယ်။ ရေစီလ48အငွေ35ကိုဖိုင်ကျွန်တော်တွေ့ရမယ်။နောက်တစ်ပတ်9ကတော့အရီလမြို့။အရီလရဲ့အတိတ်ဘေးကဖျားသခင်ခြံသိလို့အတိတ်ဘေးရတယ်။ဒါလေးကျွန်တော်တို့ဟေရှာ29အငွေ1ကိုဖိုင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။နောက်နံပါတ်10ကသန့်ရှမ်းသောမြို့ Holy City ဟေရှာ92အငွေ1ကိုဖိုင်တွေ့ရမယ်။နောက်နံပါတ်17ကတရားသောမြို့ဟေရှာ1အငွေ26ကိုဖိုင်ကျွန်တော်တွေ့ရမှာဖြစ်တယ်။ဒါဒီကျွန်တော်အများကြီးနားထောင်ခဲ့ပြီဖြစ်တယ်။ ဒီကနေ့ကတော့နံပါတ်7နောက်ဆုံးတစ်ခုကတော့မဟာမင်းကြီးဤမြို့တော်မဟာမင်းကြီးဤမြို့48ခုမြောက်သောဆာလပိုက်ငယ်နှစ်ကိုဖိုင်ချတွေ့ရမယ်အဲ့တော့ယေရုရှလင်မြို့ဆိုတာမဟာမင်းကြီးရဲ့မြို့တော်လို့လည်းခေါ်ပါတယ်ကဲအဲ့တော့ကိုချမ်းစာမှာ48ခုမြောက်သောဆာလပိုက်ငယ်နှစ်မှာဒီလိုရေးထားပါတယ်မြေကြီးတစ်ပင်လုံးရွှန်လန်းရာဇီးအောင်တောင်ထိပ်သည်အစင်းလှပြီ မြောက်မျက်နာဘက်၌မဟာမင်းကြီး၏မြို့တော်သည်တည်၏အာမင်အော်ကျမ်းစာထဲမှာယေရုရှလင်မြို့ဟာဇီးယုံမြို့လို့လည်းခေါ်သလိုမြောက်ဖက်အရမရှိပြီးမဟာမင်းကြီးရဲ့မြို့တော်တည်တယ်လို့ခေါ်ခြင်းခံရတယ်အံဩစရာကောင်းတယ်တောင်ဒီယေရုရှလင်မြို့ဟာထူးခြားတဲ့မြို့ဖြစ်တယ်အဲ့ဒီမြို့ဟာ မြို့တော်ဟာမဟာမင်းကြီးရဲ့မြို့တော်လို့ခေါ်ခြင်းခံအဲ့ဒီမဟာမင်းကြီးဆိုတာဘယ်သူပြောတာလဲဖယားသခင်ပြောတာအဲ့တော့မဟာဆိုတာကနားလည်အောင်ပြောရင်ကြီးမြတ်ခြင်းကြီးမြတ်ခြင်းဟောကြီးမြတ်တဲ့မင်းကြီးဆိုတာဘယ်သူပြောတာလဲဖယားသခင်ပြောတာတောင်ဖယားသခင်မြို့တော်သည်ဂျေရုဆလင်ဖြစ်တယ်ဟောဖယားသခင်မြို့တော်ကဂျေရုဆလင်ဖြစ်တယ်ဆိုကြတဲ့က ဒီမြို့တော်ကဘုရားသခင်နဲ့ဆိုင်တဲ့ကြောင့်ဘုရားသခင်ရဲ့တာဝန်ယူခြင်းရှိဘယ်အောင်လဲဆိုသူနဲ့ဆိုင်တဲ့မြို့ဖြစ်တယ်။ဟောဒီကနေ့ကျွန်တော်သက်တာလေဘုရားသခင်လို့ပြောရင်ဘုရားသခင်နဲ့ဆိုင်တဲ့အသက်တာဖြစ်တဲ့ကြောင့်ဘုရားနဲ့ဆိုင်တဲ့အသက်တာနဲ့အသက်ရှင်ဘုရားတာဝန်ယူခြင်းခံယေရုရှလင်မြို့လေဒီသဘောပဲ။ဟောဘုရားသခင်ရဲ့မြို့တော်ဖြစ်တဲ့ကြောင့်ဘုရားတာဝန်ယူတယ်။တောင်ယေရုရှလင်မြို့မှာအမျိုးမျိုးသော ဒုက္ခတွေပြဒနာတွေမြင့်မနှိပ်ဆက်ခြင်းတွေဖြိုလဲဖျက်ဆီးခြင်းတွေဟိုနေဘူးကနေစာမင်းလက်ထက်ကလေးကတောက်လျှောက်ရှိခဲ့တာအဲယနေ့ဒီရှိတာဒါပေမဲ့ဘုရားသခင်ကပြန်လဲကောင်းချီးပေးတယ်။ဘာကြောင့်လဲမဟာမင်းကြီးလို့ခေါ်တယ်ဘုရားသခင်ရဲ့မြို့တော်ဖြစ်နေလို့တောက်အိမ်မှာနည်းနည်းလေးပြောစရာလေးရှိအရင်တော့ဂျူးတွေကဘုရားရှိခိုးရင်သူတို့တောင်ပေါ်မှာဘုရားရှိခိုးတယ်။ဘာကြောင့်လဲဆိုတော့ဇီယုန်တောင်တို့ဟေရမုန်တောင်တို့ ဒီလိုတောင်ပေါ်ကနေဘုရားသခင်ကကောင်းချီးပေးတယ်လို့သူတို့ဘိုးဘီးတွေကပေါ်ပြခဲ့တယ်တကယ်လဲတောင်ပေါ်တွေမှာဘုရားသခင်ကအံ့ဩဖွယ်တက်တည်ထူခဲ့တယ်ဥပမာဆိုပါစို့ prophet elia ဆိုရင်ဘာလား prophet 450 ਨੇ ကောင်းငင်ကမိချဖို့ suit down ဘာလား prophet 450သူတို့တောင်းတယ်ဒါပေမဲ့သူတို့ထူးမဲ့အရာမရှိဘူးကျောင်းသူတို့ရှုံးတယ်ဒါပေမဲ့ဟေရှာယတောင်းတဲ့အခါမှာ sorry elia တောင်းတဲ့အခါမှာ elia ကိုဘုရားသခင်ကထူးတယ်ဗျ ူးတယ်။ကောင်းရင်မီးကြအဲ့ဒီနွားရစ်ပူစော်တဲ့နွားကိုမီးလောင်ပြီးအဲ့ဒီကျုံပပလဲမှာရေဖြည့်ထားတဲ့ရေတောင်ခန်းချောက်အဲ့ဒါဘယ်တောင်မှလဲကာရမီလာတောင်မှာဒါကြောင့်ဂျူးတွေကအဲ့ဒါဒီကာရမီလာတောင်တို့ဟာဇီအုံတောင်တို့ဟီရမုန်တောင်တို့ဒီတောင်တွေပေါ်မှာဖျားသခင်ရဲ့ကောင်းကြီးရှိတယ်လို့သူတို့ကဝန်ခံတယ်တကယ်လေးဖျားကောင်းကြီးပြီးတယ် တောင်းတော့ဘုရားရှိခိုးရင်တောင်းပေါ်တက်တဲ့ဘုရားရှိခိုးတယ်။ဒါဒီ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 ဈာမိုင်းနဲ့ပတ်သက်ပြီးသိတဲ့နာလေးလေးချက်လေးပြောပြချင်။နောက်တစ်ရင်ခေတ္တကဂျူရီကဘုရားရှိခိုးရင်တောင်းပေါ်မှာတက်ဘုရားရှိခိုးတယ်။ဘာကြောင့်လဲဆိုတော့တောင်းပေါ်မှာဘုရားကောင်းချစ်ပေးတယ်။နံပါတ်2ဂျူရီကဘုရားရှိခိုးရင်ဂျေရုရှလင်မှာလာဘုရားရှိခိုးတယ်။အဲ့ဒီဂျေရုရှလင်ကဆုတောင်းဆောင်ဖေးအပူနားညောင်းနေလို့သူတို့ကခံယူတယ်။ပေါင်းနေဆိုမဟာမင်းကြီးမြို့တော်ဆိုဖရာသခင်ရဲ့မြို့တော်ဂျေရုရှလင်ဖြစ်နေတယ်။တော့ဂျေရုရှလင်မှာလာလာပြီးဖျက်ရှိခိုးတယ်သူတို့ တောင်းသူတို့စစ်တောင်းစရာတွေရှိရင်ယေရုရှလင်မြို့တော်မှာလာတယ်ယေရုရှလင်ရဲ့ဗိမာန်တော်မှာဝင်ဝင်စုတောင်းဒါပေမဲ့ခေတ်ဆက်ဆက်မှာဖြိုးဖြတ်ချင်းခံရတဲ့အခါမှာဒီယေရုရှလင်ဗိမာန်တော်ကြီးကအခုဘာပဲကြံလဲတတိုင်းမင်းကြံတော့တယ်အော်တတိုင်းမင်းကြံတယ်တောင်းဂျူရီယာပြန်လင်းတိစောက်နိုင်ဖို့စုတောင်းလျက်ရှိတယ်ကဲဒါမှတော့တတိယချက်ကအရင်တော့ဂျူရီယာဖြတ်ရှိုးရင်တော်တန်လိုက်အိမ်မြောင်ချတယ်ချပြီးတော့မြောက်ဖက်ရက်ကိုကြည့် ဖျားသခင်ကဒီမြောက်ဖက်ရက်မှာရှိတယ်လို့တို့ကယုံကြည်တယ်။အဲ့ဒါအောင်စေကောင်းတယ်။ဒါကြောင့်ခုနဒီကြမ်းမိုက်မှာလေးရေးထားတယ်မြောက်မျက်နာဘတ်၌မဟာမင်းကြီးဤမြို့တော်တည်လျက်ရှိ၏။မြောက်ဖက်ရက်။တောင်ကျူရီကဖျားရှိခိုးရင်တော့မြောက်ရက်ကိုကြည့်ပြီးဖျားရှိခိုးတယ်။တောင်ဖျားသခင်ကမြောက်ဖက်ရက်မှာရှိတယ်။တောင်ကျူရီကအရှိတောင်တောင်မြောက်ကိုတို့ကောင်းကောင်းခေါ်ကြတတ်တယ်။ ဖျက်ရှိခုရင်ဆိုမြောက်ဖက်ရက်ကိုကြည့်ပြီးဖျက်ရှိခုတာအဲ့ဂျူးရဲ့ထုံးစံတောက်ကပေါ်မှာလည်းဒီမြောက်ဖက်ရက်မှာရှိတဲ့မြို့တွေကထူးထူးခြားခြားလေးဖြစ်တယ်ကောင်းကြီးမင်္ဂလာလေးခန်းစားမကျွန်တော်မြန်မာပြည်မှာဆိုရင်မြောက်ဖက်ရက်မှာရှိတဲ့မြို့ပြောပါဟေးဆိုရင်မြချင်းနာပဲကချင်ပြည်နယ်ဒါမြောက်ဖက်ရက်မှာရှိတယ်ဒါကျွန်တော်အားလုံးသိတယ်ကချင်ပြည်နယ်ကကြောက်စိမ့်ထွက်တယ်တကယ် အလွန်ကောင်းတဲ့တန်ရန်ဇာတာကြီးအများကြီးထွက်တယ်။ဘယ်ရမှာရှိလဲ?မြောက်ဖက်ရ။ That for example ပြောဒီလိုပဲဂျူဒီကဖျားရှခိုးရင်သူမြောက်ဖက်ရကိုကြည့်ပြီးဖျားရှခိုး။ဒါချပြောမို့နော်။ဘယ်မှာသူတို့ကြည့်ပြီးတော့ဝန်ခံလဲဆိုကျန်းစာနှုတ်ဝတ်တော်ကြည့်ပြီးသူတို့ဝန်ခံတာမြောက်ဖက်ရ။တော့မြောက်ဖက်ရမှာမဟာမင်းကြီးပြောတော်ရှိတယ်ဆိုတော့အဲ့ဒါကိုပြောတာ။ တော့ဒီမြောက်ရက်ကိုတို့ကြိကြိပြီးဖျားရှိုးတာဒါကြောင့်လဲဒီရှမရီမင်းကလေးကိုသခီရှုတ်တရားဟောတော့ရှမရီမင်းကလေးကိုသခီရှုတ်ပြောရဲမင်းဘာမှဖျားရှိုးလဲဆိုဟာကျွန်တော်ဘိုးဘီတွေအားလည်းတောင်ပေါ်တက်တက်ပြီးဖျားရှိုးရဲအဲသူတိတာဘုခေဆက်ဆက်ကတောင်ပေါ်မှာတက်ဖျားရှိုးတာနားလည်အောင်ပြောရင်တော့အဲမြောက်ရက်ကိုကြိပြီးဖျားရှိုးရဲလို့ပြောရင်လည်းမမှားဘူးဒါပေမဲ့အချိန်မှာသခီရှုတ်ပြန်ပြောရဲဖျားခင်နဝဉ္ဉင်ဖြစ်တယ်တဲ့ ဖျက်ခင်ကိုကိုယ်ွယ်တဲ့သူကနဝဉ္ဇဏ်လကောင်သစ္စာနဲ့လကောင်ကိုယ်ွယ်ရမစ်တောင်ပေါ်လဲတက်ဆင်အောင်လို့ဦးတဲ့မြောက်ဖက်ရမချိလဲကိစ္စမရှိဘူးတဲ့ God with us Emmanuel ယေရှုခရစ်တော်ငါဒီသင်တို့နဲ့အတူရှိခဲ့ဖေဟာပြောချင်တာသင်နဲ့အတူရှိနေမှာလေမင်းရှိတဲ့နေရာနေမင်းကိုယ်ွယ်လို့ရပြီအဲ့ဒီအချိန်ကိုရောက်လာပြီတရှိအောင်ခရစ်မကန်ကြီးလေးတခန်းလုံးဖန်ကျော်တွေ့ရမှာအဲ့ဒါအဲ့ကြောင့်ဒီရှောင်းရီမင်းကလေးကနားလေသွားတာသူစိတ်ထဲရင်တော့မြောက်ဖက်ရကြီးမှ တောင်ပေါ်တက်ဖျက်ရှိခိုးမှဖះနန်းချောင်းနဲ့လို့သထဲတာဂျူးလီလည်းယနေ့တိသူတို့ဒီအရာကိုဆွဲလန်းလျက်ရှိတယ်တပည့်သခင်ရွှတ်ပါပြောလေနေရာအနှံ့မှာသူရှိတယ်နေရာခတ်သိမ်းကိုသိတယ်တောင်သူကိုကိုွယ်တဲ့သူကနန်းဝဉဏ်နဲ့ကောင်သစ္စာနဲ့ကောင်ကိုကိုွယ်ရင်သူနန်းချောင်းပြီးဖြစ်ပြီးမယ်ဒါကြောင့်ကျွန်တော်တို့ကဘယ်နေရာရောက်ရောက်ဖះနာမကိုခေါ်ပြီးထူခေါ်ရတဲ့သူထူတယ်အကျဉ်းဦးသဘောတူလိုက်တာနဲ့အလယ်မှာဖះရှိတယ် နှုတ်သုံးဘုရားနာမသခင်ရှုနာမထောက်ရင်အလဲမှာရှိတယ်ပဲဒီကနေ့ကျွန်တော်တို့ဖုန်းတစ်လုံးကိုကြည့်ပြီးတော့အင်တာနက်ချိတ်ပြီးတော့ဟုတ်နိုင်ငံခြားမှာရှိတဲ့သူနဲ့မြန်မာပြည်မှာရှိတဲ့သူစကားပြောချင်းဖုန်းလေးထောက်လိုက်တာနဲ့သူတို့နှစ်ယောက်ကဒီ messenger ဖြစ်ဖြစ် viber မှာဖြစ်ဖြစ်ဘာဖြစ်လဲမြင်ရဘာထောက်လိုက်ဖုန်းလေးတစ်လုံးကို wifi နဲ့ထောက်လိုက်တာမြင်ရအောင်ဆရာပဲဖုန်းထောက်ထားတာတော့မှ မိုင်းထောင်ပေါင်းများစွာဝေးတဲ့နေရာနဲ့နင်းနင်းလေးလိုခံစားဒီကနေ့ဖေကလည်းပြောရဲသူ့နာမထောက်လိုက်အဲ့ဒီအလဲမှသူရှိတယ်။တောင်ကျွန်တော်တို့ကဘာလို့လို့ဘု து နာမထောက်ပြီးလောရမလဲဖေရားနာမ။မကြောက်နေဆိုတော့ဖေရားကနေရာတိုင်းမှာရှိတဲ့အရာခသိမ့်တည်တဲ့သူအကုန်လုံးပြီးမယ်။ တော့ယုဒုမျိုးတွေကလည်းသူတို့ရဲ့မြို့တော်ကြီးဒီယေရုရှလင်မြို့ကိုဘုရားသခင်ရဲ့မြို့တော်ဖြစ်တဲ့ကြောင့်ဘုရားသခင်တာဝန်ယူမယ်သူတို့ယုံတော့ဘာကြောင့်လဲဆိုတော့မဟာမင်းကြီးရဲ့မြို့တော်ယေရုရှလင်မြို့တော်ဖြစ်တယ်တောင်းနေကြတဲ့ကျွန်တော်ရဲ့အသက်တာလေးယေရုရှလင်မြို့တော်ကဲသူနှလုံးသားကိုအသက်ရှင်ဟုတ်တယ်မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကသူနဲ့ဆိုင်နေကြတော့ကောင်းချီးပေးမယ်သူကောင်းချီးပေးမယ် တောင်နံပါတ်1ဂျူရီယာဖျက်ရှိခိုးတယ်တောင်ပေါ်တက်တက်ဖျက်ရှိခိုးတယ်နံပါတ်2ဂျူရီယာမြောက်ရက်ကိုချိန်ပြီးဖျက်ရှိခိုးတယ်နံပါတ်3ဂျူလူမျိုးတွေကဘယ်နေရာရောက်ရောက်မြောက်ဖက်မှာရှိတဲ့မြို့နိုင်ငံဒေသကိုသူတို့ကပိုစိတ်ဝင်စားကမ္ဘာပေါ်မှာမြောက်ရက်မှာရှိတဲ့မြို့နိုင်ငံဒေသတွေကထူးခြားမှုရှိနံပါတ်4ကတော့မဟာမင်းကြီးဆိုတာဘုရားသခင်ရဲ့မြို့တော်နားလည်အောင်ပြောရင်တော့ဘုရားသခင်နဲ့ဆိုင်တဲ့မြို့တော်ဟိလို့ပြောပါဆိုဂျေရုရှလင်မှာ တောင်ဖျားသခင်ကသူနဲ့ဆိုင်တဲ့ကြောင့်သူသားသမီးသူချစ်တဲ့သားမျိုးသူတာဝန်ယူခြင်းရှိတယ်။တောင်ကောင်းကင်နိုင်ငံတော်ကတော့ဟုတ်တယ်ဖျားသခင်ရဲ့နိုင်ငံတာနိုင်ငံတော်ဒါပေမဲ့မြေကြီးကလည်းဖျားသခင်ဖန်ဆင်းထားတာဒီဖန်ဆင်းထားတဲ့မြေကြီးမှာမှဒီဂျေရုရှလင်မြို့ကိုဖျားကောင်းချီးပေးတယ်။တောင်ဂျေရုရှလင်မြို့ရဲ့တဲမှာဆိုကျွန်တော်တို့ဟာလာအရှိဘမှာဆိုတန်လွင်တောင်ရှိမယ်။ နောက်ဒီယေရုရှလင်မြို့နဲ့ပတ်သက်ပြီးတော့နော်မြို့တွင်မြို့ပင်မှာအထူးခြားမှုတွေအများကြီးရှိယေရုရှလင်မြို့ဘာနဲ့မှ မတူတဲ့အရာတွေတော့တွေ့ရတယ်။တောက်ဒီယေရုရှလင်ဟာထူးခြားတဲ့မြို့တစ်မြို့ဖြစ်တယ်နော်ယေရုရှလင်ဟာသူများနဲ့မတူတဲ့ထူးခြားတဲ့မြို့ဖြစ်တယ်။မနေ့ကပဲကြောပြောပြတယ်နော်မြို့ပင်မှာဆိုဂေါလာဂေါသဥကောင်းကွန်ရဲ့ရှိတယ်။ဒီယေရုရှလင်ကနေပြီးတော့နော် 10မိုင်သို့မဟုတ်6မိုင်လောက်သွားရင်เนาะဘာရှိလဲဆိုတော့ဘက်လင်ရှိတယ်။အော်ကျွန်တော်အားလုံးသိတယ်ဘက်လင်ဆိုတာခေရှုမွေးကြတဲ့မြို့။ဘက်လင်နဲ့နာဇရက်ကမိုင်80ဝေးတယ်။ဒါပေမဲ့ဂျေရုဆလင်နဲ့ဘက်လင်ကျတော့6မိုင်ပဲဝေးတယ်။နေနေလေးပဲနေလေးသွားလို့ရတယ်။ဒါကြောင့်လည်းဒီမကုပညာရှိတွေကတခေရှုရှိလာပြီးတော့ဖူးတွေးတဲ့အခါမှာ ဒီဘက်လင်ကိုသူတို့ကလွယ်လင့်တကူရောက်ပေါ်တာဂျေရုဆလင်ကနေဘက်လင်ကိုလွယ်လွယ်ကူရောက်ဟီရိုကိုသူတို့ဝင်မေးတယ်ဟီရိုကလည်းမသိဘူးပြဒါပေမဲ့ကျမ်းဝင်ကြည့်မှတော့တွေ့တယ်ဟောဒီအောင်ကြည့်ခြင်းဖြင့်မကုပညာရှိတွေကျဲဦးကြည့်ပြီးလာတယ်ဒါပေမဲ့မကျင်းသေးဒါပေမဲ့ကျမ်းကြည့်လိုက်မှတော့ကျင်းသေးဟောဒီအောင်ကြည့်ခြင်းဖြင့်ကျွန်တော်တို့တတ်တာမှာဘာဘာပဲလို့လို့ဘာပဲပြန်ကြည့်ရနှစ်ခွက်တော့တမန်ကျမ်းစာကိုကြည့်ရဒီကျမ်းစာကြည့်မှအဆင်ပြေတယ်ကျင်းသေးတယ် ဒါကြောင့်သူကလောလောကူကူပဲလင်အောင်ရောက်ပေါ်တာတောက်ဒီယေရုရှလင်မြို့ကစင်တာပဲဒါသခင်ယေရှုခရစ်တော်ကလေယေရုရှလင်မြို့သူခဏခဏသူပြန်လာတယ်သူဒီဇိုင်းလေးလက်တာတွေဘယ်မြို့ဘယ်ရွာသွားသွားယေရုရှလင်ကိုပြန်လာတယ်ဘိမှန်တော်မှာနှုတ်ကွက်တော်ပြန်ပြီးတယ်ဘာကြောင့်လဲဆိုတော့မဟာမင်းကြီးလို့ခေါ်တယ်ဘုရားသခင်ရဲ့မြို့တော်ဒီမြို့ဖြစ်နေတယ်တောက်ခရိယန်သက်တာမှာလေဘဝမှာတခါလေးဖျားနဲ့ဝေးခဲ့တဲ့အရာတွေပါးရှိခဲ့ရှိခဲ့ဘယ်ပဲပြန်လာမှာ နှက်ွက်တော်လည်းပြန်လာဂျေရုဆလင်နှက်ွက်တော်လည်းပုံဆောင်ကျွန်တော်တို့ကနှက်ွက်တော်လေဒီတိပြန်လာမှတော့အဆင်ပြေခြင်းရှိတာဒီထဲမှာမှလွမြောက်ခြင်းရှိတာတောင်းဒီကနေ့အားပေးခြင်း ਨੇ မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကသူ့မြို့ကိုသူတာဝန်ယူတယ်ဘသင်လဲမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်သာသမီ မှန်ရင်သူတာဝန်ယူခြင်းကိုပြန်ခံစားဒါပေမဲ့အဲ့သာသမီမှန်တဲ့သူကသာသမီလိုပဲနှုတ်ကပတ်တော်ထဲမှာနေပြီးအသက်ရှင်နေမှာ ခံစားရမှာဖြစ်တယ်။တောင်တီဂျေရုရှလင်မြို့သည်မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်မြို့တော်ဖြစ်တယ်လို့အမျိုးမျိုးသောဆုံရှုံပျက်စီးငိုကြွေးဝမ်းနည်းမှုတွေနဲ့အတူတုတ်တန်တစပြန်လို့ဖြစ်သွားခဲ့တဲ့အရာတွေလည်းရှိခဲ့တယ်။ဒါပေမဲ့ပြန်လည်စီကားပြီးကောင်းကြီးပြန်ရမယ်။ဘာကြောင့်လဲဆိုတော့မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ရဲ့မြို့တော်ဖြစ်နေတယ်။အဲ့ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာလေဆုံရှုံမှုနဲ့ကွာတုတ်တန်တစလို့ခန်းချောက်ပြီးပါမရှိတော့တဲ့အရာတွေဖြစ်သွားလေကိစ္စမရှိဘူး မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့အဆက်အသွယ်ရှိပြီးထိုဘုရားသခင်ရဲ့ဥဆောင်မှုအောက်မှာနေနေရေထိုဘုရားသခင်ရဲ့မြို့တော်လို့ခေါ်တဲ့တဲ့နှလုံးသားကိုဘုရားပြန်တာဝန်ယူခြင်းရှိနေမယ်ဆိုတာအားပေးခြင်းနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့နေကုန်းချုပ်ခြင်း ਨੇ ဒါကတော့ဘာလဲဆိုတော့နော်ဒီယောမမြို့မှာနော်ကယ်လီယေဒလူခေါ်ရဲနော်ဒီလူတပ်ပွဲသူတို့အမြဲချင်းပါတယ ဒါခရစ်တော်မမွေးဖွားခင်ဟုတ်ဘီစီကာလကလေး before christ ကဒါသူတို့ယောမမျိုးတော်မှာအများကြီးဒီဂယ်လီတွေဇာနဲ့ပတ်သက်ပြီးတော့လူသက်ပွဲတွေကျင်းပတယ်လူချင်းချင်းတတ်တယ်နေ့တိုင်းလူသက်ပွဲကျင်းပတယ်ပြီးသွားရင်တည်သွားတဲ့သူရရဆက်ဆက်တတ်ဖြတ်ပြီးနိုင်တဲ့သူကိုဒီကဲတာဘရင်ကစုချင်းမြတ်တရဖူဆောင်းပေးလိုက်တနည်းတော့အခါမှာ ခရစ်တက်ဂရိတ်404လောက်မှာသူအဲ့လိုလူတက်ပွဲကြီးအကြီးကျယ်ကျင်းပတဲ့အချိန်မှာတယောက်ကတယောက်ကိုကြီးကျယ်တက်ပြီးနောက်တစ်ယောက်ကတီကန်ကြီးရှိတဲ့အချိန်မှာဒီပြိသက်တွေကြီးနေတဲ့အဲ့ပြိသက်တွေတဲကနေခရိယန်သင်းအောင်ဆရာကြီးတပါးပေါ့သူ့နာမည်တယ်လီမကတ်စ်လို့ခေါ်တယ်တယ်လီမကတ်စ်ဒီပုဂ္ဂိုလ်ကချက်ချင်းသွားပြီးအဲ့တက်တော့မဲ့သူသူတောင်းမှန်းနဲ့မတက်ပါနဲ့ဒီလူတည်သွားမှသူအလွန်ခံစားနေရတယ် ဟိုကတမင်နိုင်တဲ့တယောက်လဲဒေါ်လာတွေထွက်နေသူတက်မှာသူ့ကိုဘာဖြစ်လဲရှင်ဘရင်ကစုပေးမှာလေဒါမဲ့ဒီတယ်လင်မကတ်စ်ကပြောတယ်မတက်ပါနဲ့အဲ့လိုပြောရမလားဆိုအဲ့ဒီကြည်နေတဲ့ဒီလူတပ်ပွဲကိုကြည်နေတဲ့လူတွေအားလုံးကလည်းဂဲတွေနဲ့အဲ့ဒီတယ်လင်မကတ်စ်ခရီးအသင်းဆရာယူဂဲတွေနဲ့ပေါက်တာနောက်ဆုံးနေ့ချုပ်ပြောရင်တော့ သူမတတ်နဲ့လို့တောင်းဆိုတဲ့သူကိုနိုင်တဲ့သူကမတတ်ပဲအဲ့ဒီခရိယံဖုံတော်ကြီးတယ်လင်မကတ်စ်ကိုတပ်လိုက်တယ်တပ်လိုက်တဲ့အချိန်မှာဒီချိန်နေကြတဲ့သူတွေအားလုံးကတိတ်ဆိတ်သွားငြိမ်သွားအဲ့ဒီချိန်မှာပဲနော်ဒီယောမဘယင်ပေါ့နော်ဒီယောမအီကရစ်ဟိုနိုရီယပ်စ်ဟိုနိုရီယပ်စ်သူအားဒီမြင်ကွင်းကိုချိန်ပြီးတော့ဒီခရိယံဖုံတော်ကြီးတပါးက လူချင်းချင်းတပ်ဖြတ်တောင်မတက်စီခြင်းလို့သူ့အသက်ပေးပြီးသူဒီလောက်တောင်တားသွားရင်ငါတို့ဓာရီဆက်လုပ်လေအလကားပဲဆိုတော့သူနားလေလာပြီအဲ့ဒီယောမအေကရေဟိုနိုရီယပ်စ်ကမြားစွာတန်ခွေကရပြီအဲ့ဒီလူတပ်ပွဲအိုင်းနီယာစရက်လိုက်တာဒီကနေ့ထိယောမမျိုးမှာအဲ့ဒီလူတပ်ပွဲကြီးရက်တာပေါ့နားလေအောင်ပြောရင်တော့အဲ့ဒီတလင်းမကတ်စ်လို့ခေါ်ရခရီးရန်သိန်းဟုံးဆရာကြီးတပားရဲ့ သွားပြီးဟန်တားပြီးအသက်ပေးပြီးသူများတင်မဲ့ကြားထဲမှာသူသွားအသိခံလိုက်တာနောက်ဆုံးအဲ့ပွဲကြီးတပွဲလုံးတစ်သက်လုံးရက်တက်ဒါသူတို့ခက်ဆက်ဆက်ကဒီတယ်လီမကတ်စ်ကိုနော်ဂုံယူလေးစားပြီးတော့အောင်မီသရီရချက်အကိသူသာအဲ့ပွဲမှာသူသွားပြီးရက်တက်မှုမလောက်ခိုင်းရနေ့ဒီအဲ့ပွဲရှိနေဦးမှာလူသက်ပွဲကြီးဒီလောကကြီးမှာလူတွေက တတ်တာပဲစဉ်းစားတာဒါပေမဲ့အခုကျွန်တော်တလိလာတဲ့မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကလူကိုကယ်ဖို့စဉ်းစားတာအဲ့ဒီမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့ကျွန်တော်ပတ်သက်တဲ့သူတွေကလည်းကျွန်တော်ကယ်နှုတ်တော်သူဖြစ်ရမယ်သူများကိုကျွန်တော်နှုတ်နဲ့တတ်တဲ့သူအသက်တာနဲ့တတ်တဲ့သူလက်နဲ့တတ်တဲ့သူအမျိုးမျိုးတတ်တဲ့သူမဖြစ်ပဲကျွန်တော်ကယ်တော်သူဖြစ်ရမယ်ဘာလို့လဲဆိုမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကသူ့မြို့တော် ဖြစ်တဲ့ယေရုရှလင်တော်ပြန်ကယ်မှာ ဒါကြောင့်ကျွန်တော်ကဒီမှာအမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့ဆက်ဆက်နေတဲ့သူတွေကကျွန်တော်ရှိနေတဲ့နေရာမှာတတ်တဲ့သူမဟုတ်ပဲဘာဖြစ်ရမလဲကဲနှုတ်တော်သူဖြစ်ရအဲဒါထိုမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်ကအလိုရှိတယ်တော်ဒီကနေ့မဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့ပတ်သက်တဲ့သင်နဲ့ကျွန်ုပ်ကလောကသားတွေလို့ ဆုံးရှုံးမှုသွားတဲ့အရာပေါ်မှာပဲအခြေခံတာလားဒါမှမဟုတ်ကဲနှုတ်ချင်းကိုသွားတဲ့အရာပေါ်မှာဦးစားပေးတာလားစဉ်းစားဖို့ဖြစ်တယ်။ဒါကြောင့်ခုနတယ်လီမာကတ်စ်လို့ခေါ်ရဲခရီးရန်သေးအောင်ဆရာကြီးတပားရဲ့သူ့အသက်ကိုစည်းပြီးတော့မတက်ပါနဲ့ဗျာလို့ဝင်တောင်းမှန်သွားတဲ့မြင်ကွင်းကိုကြည့်ပြီးဟိုနိုရီယပ်စ်ကယောမအီဂရီယာအိုက်ပွဲကိုလုံးဝရက်ခိုင်းလိုက်တယ်။တစ်ချက်တည်းပြီးသွားတယ်။ဒါပေမဲ့အန်ဒီခရီးရန်သေးအောင်ဆရာကြီးအသက်ပြေးလိုက်ရဲ့ ဒါပေမဲ့တမိုင်းချံပေါ့ဒီနေ့လောကမှာလူတွေကအမျိုးမျိုးသက်ဖြတ်ဒုက္ခတွေပြီးနေတဲ့အချိန်မှာကျွန်တော်တို့ကမဟာမင်းကြီးလို့ခေါ်တဲ့ဘုရားသခင်နဲ့ပေါင်းစည်းပြီးရှိတဲ့နေရာမှာကယ်နှုတ်တော်သူများဖြစ်ပါစေလို့အားပေးရင်ဒီကုန်းချုပ်လို့လေကျွန်တော်တို့ရောက်ချင်းစီတိုင်းဖြတ်ရှင်းသားပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချင်းညာဆရာကတော့နတ်ဖန်တောက်ချာနေမြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာကျွန်တော်ပြန်လေးတွေ့ဆုံမှာဖြစ်တယ်ကျွန်တော်နတ်ဖန်စပြီးကျွန်တော်လာမယ့် Sunday မှာမိခင်များနေ့ ရှိတဲ့တကြောင်ကျွန်တော်နှစ်ဖန်ဆပြီးတော့နောက်တောက်လျှောက်ပေါ့နော်အမျိုးသမီးစံစာမှာအမျိုးသမီးနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်နားထောင်သွားမှာဖြစ်တယ်တုတ်တန်ဆရာဖော်ပြရတယ်မိုက်တော်အမျိုးသမီးပညာရှိတဲ့အမျိုးသမီးစသဖြင့်ဒီအကြောင်းအရာတွေကိုကျွန်တော်ဆင်ခြင်လိလာမှာဖြစ်တယ်အလွန်လေးသိသိတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒါကိုကျွန်တော်နှစ်ဖန်ညနေကနေစပြီးတော့စံစာမှာလိလာသွားမှာဒါမိခင်တွေကိုဂုံပြုတော့အဖြစ်ကျန်းစာမှာကောင်းတဲ့မျိုးသမီးရှိတယ်၊ဆိုးတဲ့မျိုးသမီးရှိတယ်၊ပညာရှိမျိုးသမီးရှိတယ်၊မိုက်တော်မျိုးသမီးရှိတယ် ထူးခြားတဲ့မျိုးသမီးရှိတယ်။စိတ်ကြိုက်အသက်ရှင်တဲ့မျိုးသမီးတွေလည်းရှိတယ်။အဲဒါတွေနဲ့ပတ်သက်ပြီးနှစ်ဖန်ညဏ်ညာဆောက်ပြီးကျွန်တော်လေ့လာမှာဖြစ်တယ်။ဒါကြောင့်အားလုံးပဲနှစ်ဖန်ညဏ်ညာမှာပြန်လည်တွေ့ဆုံမှာဖြစ်တယ်လို့ဒီကနေ့နေ့စဉ်နှုတ်ကပတ်ခွန်အားယူကြည့်ရှုတဲ့သူအားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ God bless you all. Sit down ကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတော်သရှင်သောဝိညာဉ်သုံးပါးဆုဖြတ်ထံတော်ပါမကောင်းချီးဖြတ်ပြသည်။ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သောကဒီကနေ့မွန်းနေ့ကြောက်တဲ့မွန်းနေ့ရှင်များမင်္ဂလာနေ့ပတ်လည်ကြောက်သောသူများ ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းနဲ့တကွမြန်မာပြည်မှာငလင်ပြီးတင်တော်သူများပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးလိုအပ်တဲ့အရာတွေဖျားရှင်သာပြီးထောက်ပံ့ခြင်းပြုတ်ပြတ်သွားတဲ့အသင်းတော်တွေအဆောက်အဦတွေပြန်လည်တည်ဆောက်နိုင်ဖို့ဖျားရှင်အကောင်းဆုံးလိုအပ်တာတွေပြင်ဆင်ပေးခြင်းနဲ့တကွယေရုရှလင်မြို့ကြီးမိနဲ့ပတ်သက်ပြီးပြင်းထန်စွာခံစားရပေမဲ့ဖျားရှင်ရဲ့လက်တော်ကွယ်ကဆောက်မခြင်း မိဘကြောင့်ဆုံးရှုံးသွားတဲ့သူတွေရဲ့အိုးအိမ်တွေတော့ဖျားရှင်တာဝန်ယူခြင်းနဲ့တကွာတစ်ဖြင့်အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံမှာဖြစ်ပေါ်လာနိုင်တဲ့ဘေးပရတွေကင်းဝေးလေတနိုင်ငံနဲ့တနိုင်ငံမြစ်တာတရားနဲ့ပြန်လဲပြီးတော့ငြိမ်သက်အေးချမ်းခြင်းနဲ့တကွာကမ္ဘာကြီးမှာစစ်ပွဲတွေရပ်တန့်လေလူသားချင်းချင်းမြစ်တာနဲ့သက်ဆိုင်ပြီးတော့တယောက်နဲ့တယောက် မေတ္တာပေါ်မှာအခြေခံတဲ့ကောင်းကြီးမင်္ဂလာဖျားဖျားတို့သည် ကုဆတ်စေသလို ကဘာကြီးမှာစစ်ပွဲတွေရပ်တန့်ခြင်းတဘာဝဘေးရန်ဖောက်ပြန်မှုတွေဖေရှားခြင်းဖြစ်ပေါ်လာနိုင်တဲ့ဘေးဥပတ်တွေကိုရောကွယ်ကာခြင်းနဲ့တကွာမကောင်းမသိတဲ့အမှုရာအလုံးစုံမှကွယ်ကာလျက်ဖျားရဲ့လက်တော်ကွယ်ကာဆောက်မှခြင်းတို့သည်ကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့တကောင်ယနေ့မှစာကြီးကာလအစမြဲ့ ကောင်းကြီးဖြာဖြာတိုက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ဂျေဇုတင်ပါလေဂျေရှုသူအားလုံးကိုဖြာရှင်ကောင်းကြီးပေးပါစေ God bless you all ကျွန်တော်ပြန်လေးတွေ့ဆုံကြပါစို့